နိုင်ငံကုန်းမြင်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြောက်ကိုရီးယားစစ်တေတို့ကိုတောင်ကိုရီးယားဘက်ကထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ဒါဟာရှာရှာပါပါဖြစ်တဲ့ခုဖြစ်ပါတယ်။မြောက်ကိုရီးယားစစ်တေတို့ဟာနိုင်ငံပိုင်းခြားထားတဲ့ခံတပ်ကုန်းမြင်နေဆက်ကိုသူ့သဘောဆန္ဒလျောက်ဖြတ်ကျော်ဝင်ရောက်လာလို့တောင်ကိုရီးယားစစ်တပ်ကဖမ်းဆီးထိန်းသိမ်းကြောင်းဆိုးမျိုးလူကျွင်းအာဏာပိုင်တွေကပြောပါတယ်။သူကတောင်ကိုရီးယားဘက်ကိုခိုးလုံဖို့စူးစမ်းနေတာဖြစ်တယ်လို့ဆိုးလကွယ်ဝန်ကြီးဌာနတာဝန်ရှိသူတို့ကပြောပါတယ်။ 1950ပြည့်လွန်နှစ်ကစစ်ပွဲကြောင့်ကျောဆွယ်ကိုပိုင်းခြားပြီးနောက်ပိုင်းထောင်တောင်းချီတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေဟာတောင်ကိုရီးယားဘက်ကိုထွက်ပြေးခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကထွက်ပြေးသူအများစုဟာအရင်ဆုံးတရုတ်နိုင်ငံတွေကိုကုန်းကျောင်းသွားခဲ့ရပြီးနောက်ထိုင်းလိုမျိုးတတိယနိုင်ငံဘက်မှာလှည့်ပတ်ရင်းနောက်ဆုံးတောင်ကိုရီးယားကိုရောက်ရှိကြတာဖြစ်ပါတယ်။ကျောဆွယ်ကိုပိုင်းခြားလိုက်တဲ့ကုန်းမြစ်နေဆက်မှဖြတ်ကျော်ခိုးလုံနိုင်တာမျိုးဟာနေရာအများစုနဲ့တတော်ထုတ်တဲ့ချင်း မြေမြောင်မိုင်းနေပြည့်နေနေခြင်းနဲ့နှစ်ဖက်လုံးကစစ်တီတွေမျက်စိတော့ထောက်ဆောင်ကြည့်နေတဲ့အတွက်အရန်ရှားပါတဲ့ခြင်းတွေပါနောက်တနည်းကတော့ပင်လေကိုဖြတ်ပြီးတော့ဝင်တဲ့ခြင်းတွေပါဒါကလည်းလုံးဝမလွယ်ကူပါဘူးတွေ့တာနဲ့တွေ့တဲ့နေရာမှာအဲ့ဒီဖြတ်ကူးသူတွေဟာအပြည့်ရှင်းခံရနိုင်ပါလိမ့်နောက်ပိုင်းတရုတ်ကိုသွားဖို့ကလည်းမလွယ်ပါဘူးတရုတ်ကိုသွားရင်မြောက်ကိုရီးယားနိုင်ငံသားတွေကိုတရုတ်ကမြောက်ကိုရီးယားစီကိုပြန်ဖို့ပါလိမ့် အရင်တော့တတိယနိုင်ငံစီကိုလွှဲပြောင်းမပေးပါဘူး။ဒါကြောင့်မြောက်ကိုရီးယားနိုင်ငံသားတွေနဲ့တောင်ကိုရီးယားကိုဝင်ဖို့ဆိုတာတတော်ကိုရှားတောင်းရှားပါအခက်အခဲဖြစ်လာပါလိမ့်။ကျုံးဆွဲကိုပိုင်းခြားတဲ့ကုမ္ပဏီတွေကဖျက်ကျော်ခုနေဖို့ဆိုရင်လည်းအင်မတန်ဝမဖြစ်နိုင်တဲ့အခြေအနေလို့ဆိုအောင်မှာဖြစ်ပါတယ်။တောင်ကိုရီးယားပူးတွဲစီးပွားရေးရုံးတည်ထောင်ပြန်ချက်မှာကျွန်တော်တို့စစ်တပ်ဟာစီးရေးပိုင်းခြားတတ်မှတ်ထားတဲ့မြင်းကိုဘိုးစစ်မျက်နှာမှာဖျက်ကျော်လာတဲ့မြောက်ကိုရီးယားစစ်တပ်တို့ကိုထိန်းသိမ်းထားနိုင်တယ်လို့ဆိုပါတယ်။ စစ်တပ်ကအဲ့ဒီလူကိုဖော်ထုတ်နိုင်ခဲ့ပြီးခြေအကန်စောင့်ကြည့်ရင်ထိမင်းမှုအတွက်တပ်မထားတဲ့လမ်းညွှန်ချက်တိုင်းဆောင်ရွက်ပါတယ်လို့အဲ့ဒီထုတ်ပြန်ချက်ထဲမှာဆက်လက်ဖော်ပြထားပါတယ်။လလောဆင်မှာတော့အဲ့ဒီဖြတ်ကျော်ထွက်ပြေးလာတဲ့သူကိုထိန်းသိမ်းထားစေဖြစ်ပါတယ်။အဲ့ဒီဖြတ်ကျော်ထွက်ပြေးလာတဲ့မြောက်ကိုရီးယားစစ်သည်ဟာနှစ်နိုင်ငံ၂၀မှာစောင့်ကြရတဲ့စစ်သည်တဦးဖြစ်ပြီးတော့သူ့အနေနဲ့အဲ့ဒီနယ်စပ်ဒီဘယ်နေရာမှာဘလို့မြေမြုံမိုင်းတွေထောင်းထားလဲဆိုတာအတိအကျသိတဲ့သူဖြစ်ပုံရတယ်လို့လေးလာသူတွေကပြောပါတယ်